တို့ကဘယ်သိမှုမစိုးအနိုင်ယူနိုင်တယ်လို့ဟာရီကိန်းကျုံးကဘလုံးကြိုက်သူများအတွက်ကျမတို့ရဲ့ဝမ်မီနီယံ channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ကမ္ဘာအကောင်ဆုံးကလပ်သင်းဖြင့်တရဖူဆောင်ဖို့စူးစမ်းနေတဲ့ဘိုင်ယန်မြူနစ်တင်းကလက်ရှိဥရောပချန်ပီယံ PSG တင်းကိုအရင်ဆုံးကျော်ဖြတ်ရတော့မှာဖြစ်ပါရစေ။မိုင်ယာမီမြို့ရဲ့ဟက်ဝေါ့အားကစားကွင်းမှာဘရာဇီးကလပ်ဖလာမင်ဂိုတင်းကို4-2နဲ့အကျိတ်နဲ့ကစားပြီးအနိုင်ရခဲ့ပြီးတဲ့နောက်မှာတော့ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံဘိုင်ယန်မြူနစ်တင်းက2025ဖီဖာကလပ်ကမ္ဘာဖလားပြိုင်ပွဲရဲ့ quarter final အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါရစေ။ ဒီစစ်မှာတော့သူတို့ကဥရောပချန်ပီယံလိဖလားရှင်ဘီယက်ဂျီအသင်းနဲ့ဇူလိုင်လ9ရက်နေ့မှာရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်။ဘီယက်ဂျီအသင်းကအင်တာမိုင်ယာမီကိုအလွယ်တကူနဲ့အနိုင်ယူခဲ့တာကြောင့်ဒီပွဲကဘလောက်ခက်ခဲမလဲဆိုတာကိုဘိုင်ယန်အသင်းသားတွေကကောင်းကောင်းသိပါတယ်။ဒါပေမဲ့ဂျာမန်ဘလူးတီးတွေကပြီးခဲ့တဲ့နိုဝင်ဘာလကချန်ပီယံလိအုပ်စုအဆင့်မှာဘီယက်ဂျီကို1-0ဂိုးနဲ့အနိုင်ရထားခဲ့မှုတဲ့အတွက်ယုံကြည်မှုအပြည့်နဲ့ဒီပွဲကိုကစားသွားမှာပါ။ဘိုင်ယန်မြို့နယ်တက်စစ်မှုဟာရီကိန်းကဖီဘာကိုပြောကြရမှာ ကျွန်တော်တို့ကလကမဖလားကိုရောင်းနိုင်နေစရာသေချာမောက်ယုံကြည်ရပါမယ်။နောက်တစ်ဆင့်မှာချက်မြန်လိဖလားရှင်ဖြစ်တဲ့အသင်းကောင်းတစ်သင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့တိတ်ကိုခက်ခဲမယ်ဆိုတာတန်တရားဖြစ်စရာမလိုပါဘူးလို့ဆိုပါရစေ။ဒါပေမဲ့ကျွန်တော်တို့အသင်းကအကောင်းဆုံးခြေစွမ်းရတဲ့နေမှာဖယ်သွင်းကိုမစိုးအနိုင်ယူနိုင်တယ်လို့ခန်းစားမိပါရစေ။ပြန်ပွဲမှာအဆုံးစွန်ထိသွားပြီးချက်မြန်ဖြစ်ရမယ်ဆိုရင်တော့အိမ်မက်တွေတကယ်ဖြစ်လာတာပါ။ဒါပေမဲ့အရင်မတိုင်ခင်မှာကစားရမယ့်ပွဲတွေကအများကြီးရှိပါသေးတယ်လို့သူကဆက်ပြီးတော့ပြောခဲ့ပါဗျ။ ဟာရီကိန်းရဲ့ခန်းစားချက်ကိုအသင်းမော်တွေဖြစ်တဲ့မန်နီရနိုရာနဲ့လီယွန်ကိုရက်စကာတို့ကလည်းထောက်ခံပြောကြားခဲ့ပါတယ်။သူတို့ဟာချန်ပီယံလိဖလားရှင်တွေပါ။ဒီအသည့်မှာသူတို့ကိုတစ်ချိန်ရင်ဆိုင်ခဲ့ပူပြီးအဲ့ဒီကအိမ်ကွေးမှာပါလို့နော်ရာကဖီဗာကိုပြောပါတယ်။အတလနာကအကစားကွင်းကြီးတစ်ခု၊ကောင်းမွန်တဲ့အကစားကွင်းတစ်ခုပါ။ကျွန်တော်တို့ဒီပွဲကိုစောင့်မျှော်နေပါတယ်။အကောင်းဆုံးကြိုးစားသွားမှာပါ။ သူတို့တင်မှာနေရာတိုင်းမှာကစားသမားကောင်းတွေရှိပေမဲ့ဒီယာဒီမာရောချန်ပီယံလိဘောလုံးပွဲမှာပါ ရှင်ဆိုင်ခဲ့မှုတာကြောင့်ကျွန်တော်တို့ကြိုးပြီးတော့ပြင်ဆင်ထားပါတယ်လို့ဆိုပါရစေ။